ပေါ်တူဂီနိုင်ငံကမင်းစာရီနဲ့ပတ်သက်ပြီးလူတည်နေတဲ့ထူးခြားချက်များပြည်သူများအလုံးမင်္ဂလာပါရှင်အမှန်ချင်းတွေကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဗုဒ္ဓဘာသာဝင်အနေနဲ့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ငရဲတရိစံပြိတ္တာအတရကေဆိုတဲ့အပေလေးပုံသားရဲ့အကြောင်းကိုအနည်းငယ်တော့တင်ပြခောက်မိရှိကြမယ်လို့ထင်ပါတယ်။အထူးသဖြင့်ကျမတို့ပတ်ဝန်းကျင်မှာမကြခဏကြုံရလေးရှိတဲ့တစေတရေနာနာဘဝတွေဟာအပေလေးပုံတွေကပြိတ္တာပုံမှာရှိကြတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီအထဲကမှအခုပြောပြမယ့်အမင်းစာလေးတွေဟာလည်းပြိတ္တာဘုံရဲ့အစ်စ်နေရာမှာ ရှိနေကြတဲ့အနာနာရုပ်တွေပဲဖြစ်ပါတယ်။နိုင်ငံတိုင်းမှာတော့အမင်းစာလေးတွေနဲ့ပတ်သက်ပြီးတော့အယူအဆတွေအမျိုးမျိုးရှိကြပါတယ်။ဒီနေ့မှာတော့ပေါ်တူဂီနိုင်ငံကအမင်းစာတွေနဲ့ပတ်သက်ပြီးရှေးဟောင်းယုံကြည်မှုတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အထုံးစံအတိုင်းဆောင်းလေးခြုံတစ်ချက်လေးတက်ပြီးဗီဒီယိုကိုဆုံးတဲ့အထိအတူကြည့်လိုက်ကြရအောင်ပါ။ ပေါ်တူဂီနိုင်ငံကကျင်းရွာလေးတွေမှာအုတ်ထုပ်အနီရောင်ဆောင်ထားတဲ့မင်းစာလေးတွေနဲ့ပတ်သက်ပြီးတော့ရှေးဟောင်းယုံကြည်မှုတွေကဒီနေ့ချိန်ထိကိုရှိနေပါတယ်။တချို့နိုင်ငံတွေမှာမင်းစာတွေကလူတွေကိုဂလီထိုးသတ်တာမျိုးမအိတ်နိုင်အောင်နှောက်ယှက်တာမျိုးတွေဆိုတဲ့အယူအဆတွေရှိပါတယ်။ဒါပေမဲ့ပေါ်တူဂီကမင်းစာလေးတွေကတော့လူတွေကိုအနီရမပေးကြပါဘူး။သူတို့ဟာအင်မတန်သေးငယ်တဲ့အရွယ်အစားနဲ့လူနေအိမ်တွေအနီးအနားမှာနေထိုင်ကြဆားတတ်ကြပါတယ်။ အင်တန်အိမ်မှာပစ္စည်းတွေကကိုထားတဲ့နေရာမှာမရှိပဲနေရာရွေ့နေရာမျိုးဖန်ခွက်တွေကသူ့လိုလိုစပွဲပေါ်ကနေအောက်ကိုပြုတ်ကျနေရာမျိုးပစ္စည်းအသေးအမွှားလေးတွေမကြခဏပျောက်တာမျိုးတွေဖြစ်နေပြီဆိုရင်သိကြပါရဲ့အဲ့ဒီအိမ်ကိုမင်းစားတကောင် ရောက်နေပါပြီနောက်ပြီးတော့ဒါရီဟာအစပဲရှိပါသေးတယ်နောက်ပိုင်းတကားတွေကိုတယောက်ယောက်ကလိုက်ပိတ်တာမျိုးလူအိတ်ချိန်ဆိုရင်ထိုင်ကုန်တွေကိုဟိုရွှေ့တီရွှေ့လုံးနေရာမျိုးတွေကိုစပြီးတော့အုံလာရပါတော့တယ် အထူးသဖြင့်တစ်တောတွေနဲ့နေတဲ့လူနေအိမ်တွေကိုမင်းစာတွေမကြခဏကတ်တက်ပါတယ်။သူတို့ရှိနေကြောင်းကိုသိအောင်အခုလူတွေလှုပ်ပြတဲ့အခါလူတွေကလည်းကြောက်ပြီးတော့မနေရတော့ပါဘူး။တခါတော့ငါပေါ်တူဂီရွာလေးတူရမှာနေတဲ့လင်မယားနှစ်ယောက်ညာဘက်ရေထားတောင်းရင်နေကြောင်ရင်ပေါ်မှာရှိတဲ့ဓားတစ်ချောင်းပြောင်းနေရကိုတရိပ်ထားမိခဲ့ပါတယ် တို့လိုက်ရှာကြည့်ရဲ့အခါမှာဒါဟာကလေးတွေရဲ့အိတ်ခမ်းဘက်ကိုသွားတဲ့ဇင်းကြံပေါ်မှာစိုက်လျက်သားဖြစ်နေရကိုတွေ့ရပါတယ်။တို့လည်းအိမ်မှာကက်နေတဲ့မင်းစားဟာမိသားစုဝင်တွေကိုမကြခင်တတ်ဖြတ်တော့မယ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။ ဒါကြောင့်အဲ့ဒီအိမ်ကနေအမြန်ပြောင်းခဲ့ရပါတော့တယ်။မင်းစာရီဟာမွေးကင်းစားကလေးအရွယ်သာရှိပြီးတော့သူတို့ရဲ့မျက်နှာနဲ့မျက်လုံးတွေကကြောင်တကောင်နဲ့တူတယ်လို့မြင်ပွေးတဲ့သူတွေကတော့ပြောကြပါရယ်။နောက်ပြီးတော့မင်းစာရီရဲ့ခေါင်းပေါ်မှာအမြဲတမ်းအုပ်ထုပ်နေတလုံးရှိပြီးတော့သူတို့ရဲ့အသက်ကအဲ့ဒီအုပ်ထုပ်ပဲလို့လူကြီးသူမတွေကပြောကြပါရယ်။ဒီမင်းစာရီနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲအဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်